်မင်္ဂလာပါညီကိုရိုနေကောင်းချမ်းမချမ်းသာချပါစေခင်ဗျာမှာတော့ကျွန်တော်ကတ်ဂိမ်းပေါ့ဗျာကတ်ဂိမ်းလို့ပြောမှာပေါ့နော်၃ဘောရွေးချယ်ထားပြီးတဲ့စပိန်ကိုပါဒရေးရဲ့ဒါကျွန်တော်ပိုကယ်ကပ်ရဲ့ပင်ကိုပါအီတလီယာပေါ့ဗျာစတူဂါလိုက်ဇီ AC အင်တာပေါ့နော်ပထမဆုံးအနေနဲ့တီကိုနဲ့ဘာစီလိုနာပေါ့နော်ဘာစီလိုနာလေဗယ်30ရှုံ9ပေါင်းတောင်းလုံးတည်ပြီးထားတယ်ဒီနှစ်တင်းရဲ့ပထမအကြောတော့ကတော့ဖိုးဖိုးဆိုတဲ့ရလာနဲ့ပြီးထားတာပေါ့နော် ပို့ဖို့ဆိုတဲ့ရလနဲ့ပြီးထားတယ်လက်ရှိကျွန်တော်ဘာစီလိုနာနဲ့ဒီကိုရိုရဲ့ကာရာဖောင်နေကိုကြည့်ရမယ်ဆိုရင်အီတီကိုကတော့အလာလီယာမှာဆိုရင်သူတို့ဘာစီလိုနာကိုပူပူနွေးနွေးအခုပြန်ထပ်ပြီးတွေ့ရတာပေါ့နော်အဲအင်္ဂွတ်မှာ2ဖိုးဆိုတဲ့ရလနဲ့ရှုံထားတဲ့အစပန်းညိုကိုတည်ကြီးချထားတယ်ဗျာဘာစီလိုနာအတင်းရတော့နောက်ဆုံး6ပွဲသက်နိုင်ထားတယ်လေတွေ့ရတယ်လက်ရှိကာရာဖောင်ဒါကောင်းနေတယ်ပေါ့ဗျာဖာယာဖြစ်ထားတာတွေ့ရတယ်ဟက်တူဟက်အနေထားလေးကြီးမှဆိုရင်လည်းဒါက ဒီနေ့တင်းတွေ့တိုင်းဘိုးဘဖြစ်နေတာတွေ့ရတယ်ဘောနော်ဘာစီလိုနာကတော့အများအပြားအသာစီးတွေရတာတွေ့ရတယ်ဒီနေ့တင်းတွေ့တိုင်းဘောနော်ဒီနေ့တင်းရနိုင်ကြရတော့မှာတော့89 35000ခန်းတော့ဘာစီလိုနာ43000ခန်းတော့ပြီးထားတာတော့မှန်တယ်ဘောနော်ဝိုင်းစွဲမှာကြည့်မှာဆိုရင် importing news score ရေးပြရမှာဆိုရင်900ပြီးထားတယ်ဘောနော်မင်း90အတော်အတွင်းမှာ ဒါကြောင့်ကျွန်တော် wine spec property တွေကြီးမယ်ဆိုရင်တော့ botanic scores ကိုရိုက်မယ်ဆိုလို့ရှိရင်တော့1500မှာ no ဆိုရင်စကွက်ပေးထားပါလေမိနစ်60တော့တော်တယ်မှာအနည်းဆုံး၄လုံးလောက်ပြီးရောက်မှာဆိုတော့ခြေဖွင့်ထားပါလေ၃လုံးနဲ့၄လုံး AT ကိုကတော့အနည်းဆုံး၅လုံးတော့ထည့်မှာဆိုတော့ခြေဖွင့်ထားတယ်မာဆီလိုနာလည်းအနည်းဆုံး၅လုံးလောက်ထည့်မှာဆိုတော့ခြေဖွင့်ထားပါလေဒီနေရာမှာစဉ်းစားကြည့်ရမှာပေါ့နော် T ကိုရဲ့ကွင်းဟုတ်တယ်ဘာဆီလိုနာလွယ်တော့မလွယ်လာပါဘူးနော် ဒါမှလည်းကျွန်တော်လက်ရှိဘာစီလိုနာရဲ့ကာရာဖောင်ကြည့်မှာပေါ့နော်ကျွန်တော်ဆုံးဖြတ်ထားတယ်ဘာစီလိုနာဘော်ဒီကြိုက်တယ်ဗျာဂိုးပေါင်းအပေါ်ကြိုက်တယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့စတူဂတ်နဲ့လိုက်စ်တို့ရဂျာမန်ပိုကယ်ကဖြစ်ပါတယ်စတူဂတ်တင်ရလေဗယ်80ရှုံးဂိုးပေါင်း330နိုင်ဒါစတင်ကြီးတွေဖြစ်တယ်ပေါ့နော်အာဒီမှာကျွန်တော်တို့တစ်ချက် note လောက်ရမှာစတူဂတ်ရဲ့လက်ရှိကာရာဖောင်ပေါ့ဗျာလက်ရှိကာရာဖောင်ကတော့တည်တဲ့အချိန်မှာနောက်ဆုံး6ပွဲစဉ်နိုင်ပွဲပျောက်ထားတယ် ဥပကို21ဟောပိုင်းဟင်းကို11ပိုင်းဟင်းကို31ခီလ်ကို22လေးပါကုစင်43ဖရန်ဖုတ်ကို10ဆိုမှသူတို့6ပွဲဆက်နံပါတ်ပြောက်ထားပါတိုင်းစစ်ကတော့အလုပ်ဖြစ်တယ်နော်တိုင်းစစ်ကတော့ဂိုးတွေတွင်းတယ် RB လိုက်စစ်ကတော့ပြန်သူတို့ကကစားတဲ့ပုံစံတမျိုးပြန်ပြောင်းသွားတာအဟောကောင်းတယ်သူတို့ဆွဲထားတဲ့နောက်ဆုံးပေါ့နော်ကျွန်တော်ဒါမိုချန်ကလာဘတ် Dortmund Prime Bet ပေါ့နော်ဒီလိုအတင်းတွေကိုဂိုးအဆော့ထားရတယ်ကိုယ်အောင်တယ်တော်တော်လေးဦးတည်နေတာမျိုးတွေ့ရတယ်ခုနောက်ပိုင်းနဲ့တည်း ဒီနေ့တင်ဟက်တူဟက်ကိုဘွန်ဒက်စလီကာမှာတစ်ချက်ချင်းကြီးမှဆိုရင်တွေ့တယ်ဂိုးပါဖြစ်တယ်။ဘိုတင်းဟူစကောဖြစ်မယ်ဒါမှမဟုတ်လည်းဂိုးပါဖြစ်မယ်ပေါ့နော်။အစတူကနှစ်ချိန်လိုက်စစ်ကနှစ်ချိန်မနော်တစ်ချိန်ကတည်ချာထားတာတွေ့ရတယ်။ဒီပွဲစဉ်ကတော်တော်လေးမြန်တယ်လို့ထင်တယ်ဗျာ။စတူကက90ရာခိုင်နှုန်းလိုက်စစ်က29ရာခိုင်နှုန်းပေးထားတာတွေ့ရတယ်။ဖွင့်ထားတဲ့ကြေကတော့ဘိုတင်းဟူစကောယက်စကိုရမယ်ဆိုလို့ရှင်တော့ တထောင်လောက်ရင်ကျွန်တော်တို့900ရမယ် no ဆိုနေစကွဲပေးထားပါဘောနော်ဒီပွဲစဉ်မှာလည်းအထူးတူပါပဲအနည်းဆုံး3လုံးထိရောက်မယ်ဂူပေါင်းကြီးကိုဖွင့်ထားတယ်ဘောနော်စတုကတ်ကတော့အနည်းဆုံး1လုံးနဲ့2လုံးထိတွင်းနိုင်တယ်ဆိုတော့ခြေဖွင့်ထားတယ် RB Leipzig ကတော့အနည်းဆုံး1လုံးလောက်ပဲရမယ်ဆိုတော့ခြေပေါ့2-1ဘောနော်2-1 2-2ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့ဗျာဒီပွဲစဉ်မှာ body မှာကျွန်တော် RB Leipzig ခြိုက်တယ်ဗျာပြီးရင်ဂူပေါင်းအပေါ်ခြိုက်တယ်ဒါပွဲစဉ်တပွဲကတော့မီလန်ဒါဘီပေါ့ဗျာကိုပါအီတလီယာမီလန်ဒါဘီပထမအကြော့ ဒီပွဲစဉ်ကတော်တော်လေးမြိုင်မယ်ပေါ့ဗျာဂျာဘီပွဲဆိုတော့တည်တဲ့အတိုင်းပဲတော်တော်လေးကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်မှာပေါ့ဗျာလက်ရှိကျွန်တော်တို့ဒီနသင်းရဲ့ကာရာဖောင်လေးတွေကိုကြည့်ရကြတာပေါ့ကာရာဖောင်ကြည့်မယ်ဆိုရင်နာပိုလီကို2-1နဲ့မီလန်အသင်းကရှုံးထားတယ်ပေါ့နော်မီလန်အသင်းကနောက်တန်းကတော်တော်လေးဆိုးနေတာတွေ့ရတယ်ဗျာတောင်းလျှောက်ဂိုးပေါ်လေးဖြစ်တယ်ဗျာဂိုးတွေတောင်းလျှောက်ပေးထားတယ်ဘယ်ကနေဆိုင်မှာကြည့်ရမလဲဆိုကျွန်တော် Fear Not ကို1-1ရှိမယ် တိုရီနို2-1ရှိမယ်ဘိုလောညာ2-1ရှိမယ်လာဂီယို2-1ရှိမယ်ဘောနော်လက်ချီ3-2ကိုမို2-1ဘောနော်နာပိုလီ2-1ဆိုတော့သူနောက်တန်းလုံးဝတိုက်စစ်ဆော့လို့နောက်တန်းနဲ့တေပွက်နေကြအဲအင်တာမီလန်ကိုလည်းချီပြန်တော့အင်တာမီလန်ကျတော့သူ့ရဲ့ဆော့တဲ့ဖောင်းကတမျိုးပဲအသင်းသေးတယ်နဲ့တွေ့ရင်ဂိုးတွေပေးပေးပလိုက်တယ်ဟိုနေ့ကျွန်တော်အင်တာမီလန်ရွေးတဲ့ဦးဒင်းနဲ့တလုံးထဲလိုက်တယ်ပတ်တီကျွန်တော်ပြောတဲ့အတိုင်းပဲမွန်ဇာတို့သူအတင်းတေးတေးလေးတွေဆိုသူဘိုးပြန်ပြန်ပေးလိုက်တယ်ဥမာလာဇီယိုတို့ ဒီလိုအတင်းကြီးတွေပေါ့အတလန်တာတို့ကြာသူခံပြီးစော့နိုင်တဲ့အစွမ်းစီအောင်ဖို့ကောင်းတယ်ပါဆက်ဒီနဲ့တင်းရဲ့ဒီမှာဟက်တူရက်တွေကြီးကြီးလိုက်ပြအများအားဂိုးပေါ်ဖြစ်နေတာမျိုးတွေ့ရမယ်အင်တာမီလန်ကအတားသီးရထားတာတော့ကျွန်တော်နှစ်ချိန်ရှိမယ်ပေါ့နော် AC မီလန်ကတော့အာကျွန်တော်နှစ်ချိန်နိုင်ထားတာတွေ့ရမယ်တစ်ချိန်ပေးရှိပေါ့ဒီအများအားတို့ရဂိုးပေါ်ကြာနေတာတွေ့ရတယ်ဖွင့်မြင်မဲ့တိုင်နေတဲ့တင်းတော့ပေါ့နော်ဒီဖွဲ့စီမှာနိုင်ဂျီယာတော့ AC 24နဲ့ကျွန်တော် Inter Milan 80ရာခိုင်နှုန်းပေးထားတာတော့တွေ့ရတယ်ပေါ့လား ီပွဲစဉ်လေးတွေကျွန်တော်မြန်မြန်လေးနဲ့တူတူလေးပဲပြောပြတာပေါ့နော်အချက်ချင်းပြီးအများကြီးမပြောတော့ဘူး။တော့မအစီနဲ့အင်တာကတော့ကွင်းတကွင်းထဲမှာကာမဲ့ပွဲစဉ်ဖြစ်တဲ့အတွက်အင်ဝင်အဝေးဝင်တဲ့တို့ကဘာမှထူပါဘူးဗျာ။ Botinu Square ကိုရိုက်မယ်ဆိုရင်တထောင်လောက်ရင်600ရမယ်။ No ကိုရိုက်မယ်ဆိုရင်ကျွန်တော်နှစပေးထားတယ်ပေါ့နော်။မိနစ်60အတွက်တည်းမှာ AC အသင်းအနည်းဆုံးတစ်လုံးလောက်ပဲရမယ်ဆိုတော့ခြေဖွင့်ထားတယ်မိနစ်60အတွက်တည်းမှာ inter အနည်းဆုံးတစ်လုံးကနေနှလုံးထိတွဲမယ်ဆိုတော့ခြေဖွင့်ထားတယ် ဒီပွဲစဉ်မှာကျွန်တော်ကတော့ဗောနောဂိုးပေါင်းအပေါ်ကြိုက်တယ်ဗျာ၃လုံးထိကြိုက်တယ်၃လုံးတွင်80နိုင်နန်းနန်းတော့ရင်းတော့ရင်းရမှာဗောနောနန်းနန်းတော့လမ်းပေါ်ကောင်းတယ်အင်တာမီလန်ဆော့မလားမဆော့လားဒါကကျွန်တော်ကြည့်ရမှာနော်နှစ်ကြော့ဆိုတော့နန်းနန်းလေးတတိရောထားဒါမှကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဗျာဘော်ဒီမှာတော့ကျွန်တော်ဒီပွဲစဉ်မှာအင်တာမီလန်ဘော်ဒီကြိုက်တယ်ဒီနေ့ကျွန်တော်ရွေးချယ်တာကဘာစီလိုနာဘော်ဒီဗောနောလိုက်စ်ဘော်ဒီအင်တာဘော်ဒီအခုလုံးအဝေးတွေပဲဖြစ်နေတယ်ဗျာဒီကူ တကယ်လို့ကျွန်တော်ပြပြပေးတဲ့ကျွန်တော်ပြပေးတဲ့အသင်းတွေထိုးဖို့အစီအမပေးပြီးဖြစ်နေအားပေးတဲ့အနေနဲ့ကြည့်ရှုပေးပါလို့ like comment subscribe ပေးတဲ့ညီကိုအားလုံးကျေးဇူးတင်ပါတယ်ဗျာအဓိကတော့ကျွန်တော်ဒီငလင်ဖြစ်သွားတာကြီးရမ်းများကျွန်တော်တော်တော်လေးဗီဒီယိုတိုင်းမှာလည်းပြောမိတယ်ကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်တယ်ကျွန်တော်ဗီဒီယိုလိုက်တယ် comment နဲ့လောက်တဲ့ညီကိုတွေလည်းပါခြင်းလည်းပါမှာပေါ့နော်အထင်ပါဘောနော်တော်တော်လေးဟာဖြစ်မိပါတယ်ဗျာညီကိုတို့အားလုံးကြားမှချမ်းသာကြပါစေ